ချမ်းသာကျောင်းသူများမင်္ဂလာပါဆရာကတော့ဒသမတန်တေယုတ်တင်မြန်မာစာပါရရက်ကိုတင်ပြဆွေးနွေးတော့မယ်ဆရာဦးရအောင်ဖြစ်ပါတယ် ရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အပိုင်း3အရေးသင်ခန်းစာအခန်း1စာပုံစံအမျိုးမျိုးအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်။ဒီသင်ခန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့စာပုံစံအမျိုးမျိုးရင်းနှီးကိုသိရှိစေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။ စာရေးသားတဲ့အခါမှာစာပုံစံမျိုးမျိုးရှိပါတယ်။စာပုံစံမျိုးမျိုးရေးတဲ့အခါမှာအရေးစကားပြေဖြင့်ရေးကြတယ်လို့အပြောစကားပြေဖြင့်ရေးကြတာတွေလည်းရှိပါတယ်။အရေးစကားပြေမှာဆိုလို့ရှိရင်ရေးရန်ဖြင့်ရေးတဲ့စာမျိုးဖြစ်ပြီးတော့အပြောစကားပြေမှာတော့အပြောသုံးစကားပြောဟန်ဝါကျများဖြင့်ရေးသားတဲ့ဆွေးနွေးချက်၊မိန့်ခွန်း၊ဝတ္ထုပြဆက်စတဲ့စာတွေပဲဖြစ်ပါတယ်။ အရေးစကားပြရဆိုရင် စာဟန်ပေဟန်ဖြင့်အစဉ်အဆက်ရေးသားလာတဲ့စကားပြမျိုးဖြစ်တဲ့အတွက်ကြောင့်စာတန်ပေတန်ပါပြီးလေးနဲ့ခံရတယ်လို့ယူဆရပါတယ်ဒါကြောင့်မို့လို့လူကြီးမိဘအထက်အရာရှိအစသူတို့ထံကို ရေးတဲ့ပေးစာတွေအစီရင်ခံစာတွေလုပ်ငန်းသဘောအရာ ရေးသားတဲ့စာတွေမှတ်တမ်းတွေ စာပေစံကန်တွေကိုအရေးစကားပြဖြင့်ရေးလေရှိကြပါတယ် အပြောစကားပြေမှာတော့နေစဉ်ပြောဆိုနေကြ စကားပြောဆိုပုံအတိုင်းပြည့်ပြည့်အောင်စီစဉ်ရေးသားထားခြင်းဖြစ်တဲ့အတွက်ကြောင့်အပြောနှစ်နီးစပ်ပြီးတော့ပေါ်ပါတွက်လက်ပါတယ်ဒါကြောင့်မို့လို့စကားပြောဟန်အတိုင်းရေးတဲ့ပေးစာတွေပြောစကားတွေကိုအပြောစကားပြေဖြင့်ရေးလေးရှိပါတယ်အဲ့ဒီလိုဖြင့်စာပုံစံအမျိုးမျိုးရေးနည်းတွေကိုတင်ပြထားတာပဲဖြစ်ပါတယ် ်ပထမဆုံးအနေနဲ့ပေးစာအကြောင်းကိုလေ့လာကြည့်ကြရအောင်ဒီပေးစာအကြောင်းကိုလေ့လာခြင်းအဓိကရွယ်ချက်ကတော့ပေးစာဤသဘောတဘာဝကိုသိရှိပြီးတော့ပေးစာတဆောင်ကို စနစ်တကျရေးသားတတ်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်မေဆွေချင်းချင်းမိဘနှင့်သားသမီးဆရာနှင့်တပည့်အလौရှင်နှင့်အလौလျှောက်သူစတဲ့အချင်းချင်းဆက်ဆက်တဲ့အခါမှာအပြန်အလှန်စာပေးစာယူပြုခြင်းရဆိုရင်အရေးပါတဲ့လူမှုရေးလုပ်ငန်းတစ်ရပ်ဖြစ်ပါတယ် ကျွန်ုပ်တို့ကဆိုလို့ရှိရင်နေ့စဉ်လိုပဲတွေးဆောင်ဆက်ဆံပြီးမဖြစ်နိုင်တဲ့ကိစ္စတွေအတွက်စာတွေအပြန်အလှန်ပေးဖို့ဆက်ဆံကြရပါတယ်။ဒါကြောင့်မို့လို့လူတိုင်းပင်စာတွေအပြန်အလှန်ရေးတတ်ဖို့လေ့ကျင့်အပ်ပါတယ်။စာပါအကြောင်းအရာစာပေးဖို့တူနဲ့ စာရေးရွယ်ချက်ကိုလိုက်ပြီးတော့ပေးစာတွေကိုအမျိုးအစားခွဲခြားနိုင်ပါတယ်။အဲဒီလိုအမျိုးအစားခွဲခြားလိုက်တဲ့အခါမှာအဓိကအပြင်ပေးစာနှမျိုးရှိပါတယ်။အဲဒီပေးစာနှမျိုးကတော့လူမှုရေးသဘောတက်ဝင်သောပေးစာများ၊လုပ်ငန်းသဘောတက်ဝင်သောပေးစာများဆိုပြီးတော့အဓိကအပြင်ပေးစာနှမျိုးရှိပါတယ်။ ဆက်ပြီးတော့ပေးစာရင်းနှီးပုံစံကိုလေ့လာကြည့်ကြရအောင်စနစ်ကျတဲ့ပေးစာများမှာဆိုလို့ရှိရင်သူတို့မှာပုံစံရှိပါတယ်ပေးစာတစ်စောင်၌ပါဝင်အပ်သောအင်္ဂါရများနှင့်ပြည့်စုံရပါမယ်ဒါကြောင့်မလို့အပြန်အလှန်ပေးစာများဆိုရင်အောက်ပါအင်္ဂါရများနှင့်ပြည့်စုံတဲ့ပုံစံမျိုးဖြစ်ရပါမယ် ဲ့ဘလို့အင်္ဂါရက်တွေပါဝင်ရမလဲဆိုတာဆက်ပြီးလေ့လာကြည့်ကြရအောင်ထမအောင်တစ်ခုကတော့ခေါင်းစင်စာတန်းပါပါမယ်ခေါင်းစင်စာတန်းဆိုတာကတော့စာတဆောင်ရဲ့ခေါင်းစင်စာတန်းဟာစာရေးသူရဲ့နေရက်နဲ့စာရေးသည့်ရက်စွဲကိုဖော်ပြတဲ့အစိပ်ပိုင်းပဲဖြစ်ပါတယ်စာမှာဆိုလို့ရှိရင်ပထမစာမျက်နှာရဲ့လက်ရဘက်ထိပ်ဆုံးမှာတည်ရှိနေရပါမယ်။ဒါကတော့ခေါင်းစဉ်စာတန်းကိုပြောတာဖြစ်ပါတယ်။နောက်တစ်ခုကတော့နှုတ်ခွန်းဆက် နောက်ကုန်းဆက်မှာဆိုလို့ရှိရင်စာပေဖို့တူနေဆက်လင်းပြီးတော့အမျိုးမျိုးပြောင်းလဲသုံးဆွဲရပါတယ်မိမိထက်ယာဒူးကုံလူကြည့်တော့ပုံကုန်များနဲ့ဆက်ဆံရမှာတော့လကောင်အလုတ်တဘောဆက်ဆံရမှာတော့လကောင်အဲ့ဒီအခြေအနေမျိုးမှာဆိုရင်တော့လူကြီးမင်းခင်ဗျာဆရာကြီးခင်ဗျာအတန်းမိုင်ဆရာခင်ဗျာစသဖြင့်နှုတ်ကုန်းဆက်စကားတွေကို သုံးရမှာဖြစ်ပါတယ်နောက်ကွန်ဆက်စကားဆိုရင်စာကုန်မစမီပထမစာကြောင်းဤလက်ဝဲဘက်အစွန်၌ရှိရပါမယ်။ နောက်တစ်ခုကတော့စာကိုစာကိုဆိုတာကတော့ရေးသားလို့တဲ့စာပါအကြောင်းအရာတွေကို ဆိုလိုပါတယ်စာကိုမှာဆိုလို့ရှိရင်လည်းအောက်ပါချက်လက်တွေကိုလိုက်နာရေးသားမှာဖြစ်ပါတယ်အချက်လက်6ခုရှိပါတယ်ပထမဆုံးတစ်ခုကတော့စာရေးဟန်ရင်းနှီးတဲ့မိတ်ဆွေချင်းရေးသားတဲ့စာများနဲ့မိမိထက်ဂုံတူးယာတူးအသက်ဝါကြီးရင်သူများထံရေးသားတဲ့စာတွေအရဆိုလို့ရှိရင်အကြောင်းအရာချင်း တူစီအောင်တော့ရေးသားဟန်နေမတူနိုင်ပါဘူး မိတ်ဆွေချင်းရေးရနိုင် စကားပြောတဲ့ကဲ့သို့ရေးနိုင်ပါတယ်ဂုံတူရာတူကြီးမြင့်တူထံကိုရေးတဲ့စာနဲ့အလုတ်တဘောတက်ဝင်တဲ့ပေးစာတွေမှာဆိုရင်တော့စကားပြောတဲ့ကဲ့သို့ရေးလို့မရတော့ပါဘူးစာရေးသားဟန်တက်တက်ပြင်တာရေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အကြောင်းအရာအချက်လက်ကိုလိုက်ပြီးတော့စာပိုက်ခွဲရပါမယ် နောက်လွယ်ကူရှင်းလင်းပြီးတော့သိတာလွယ်တဲ့စကားတွေကိုသုံးရမယ်။နောက်တစ်ချက်ကတော့မိမိဖော်ပြလိုတဲ့အချက်လက်အလုံးစုံပါဝင်အောင်ရေးသားရပါမယ်။ပေးစာရေးတဲ့အခါမှာတည်တဲ့တန်ရှင်းမှုကိုအထူးဂရုပြုရပါမယ်။စကားအဖြတ်တောက်ဝါကျအဖြတ်တောက်တွေကိုဂရုပြုပြီးတော့ရေးသားရမှာဖြစ်ပါတယ်။ဒါကတော့စာကိုမှပါရမယ်အချက်လက်တွေလိုက်နာရမယ်အချက်လက်တွေပဲဖြစ်ပါတယ်။နောက်စူတောင်းစကားနဲ့ညီကုန်းကျုပ်စကား အချို့စာတွေမှာဆိုရင်ဆူတောင်းစကားများဖြင့်မိမိစာကိုအဆုံးသက်ရေးသားကြတယ်။ဆူတောင်းစကားမှာဆိုလို့ရှိရင်မိမိနှစ်တည်းရာဆူတောင်းစကားကိုအသုံးပြုနိုင်ပါတယ်။အလောက်လျှောက်လွားခွင့်နိုင်စာတွေမှာဆိုရင်တော့ဆူတောင်းစကားတွေမလိုအပ်ပါဘူး။ပေးစာကိုဒုံးတိတိဖြတ်ပြီးတော့အဆုံးမတက်တင်ပါဘူး။ဖြတ်လည်းမဖြတ်တင်ပါဘူး။စာရေးသူအပေါ်မှာထားရှိတဲ့မိမိရဲ့တဘောရာကို အတူဆုံးအသုံးနှုန်းဖြင့်ပြသရပါတယ်။အဲ့ဒီနှုတ်ဆက်စကားကို နေကုံနှုတ်ဆက်စကားလို့ခေါ်ပါတယ်။အဲဒီစကားမှာမိမိလက်မှတ်ဤအထက်နားမှာရှိရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့လက်မှတ်စာအဆုံးမှာစာရေးသူရဲ့လက်မှတ်ရေးထိုးရပါမယ်။လက်မှတ်အဆိုလို့ရှိရင်စာဆုံးလက်ရပဲတောင်းမှရှိရမယ်လက်မှတ်အောက်မှာဆိုရင်မိမိအမိကိုဂွင်းသွင်းဖော်ပြနိုင်ရင် ပို့ပြီးတော့ကောင်းပါတယ်နောက်တစ်ခုကတော့လိပ်စာလိပ်စာကိုစနစ်တကျရေးသားတတ်ဖို့အတွက်များစွာလိုအပ်ပါတယ်ပေးစာ စာအိတ်မှာဆိုလို့ရှိရင်လက်ရဘက်တောင်စုံမှာလိုအပ်လို့ရှိရင်တစိကောင်းကတ်ရပါမယ်။လိမ့်စာကိုလက်ဝဲဘက်မှာစပြီးတော့ရေးရမယ်။လိမ့်စာရေးတဲ့အခါမှာအမည်၊ယာတုနေရက်မျိုးနှင့်လိုအပ်ရင်တော့ခရိုင်ဒေသစတာတွေကိုပါဖော်ပြရမှာဖြစ်ပါတယ်။ခုဖော်ပြထားတာကတော့ပေးစာတဆောင်ကိုစနစ်တကျရေးတာဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ဒါကနမူနာပုံစံကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ ရှေ့မှာလေးလာခဲ့တဲ့သင်ခန်းစာတွေကိုကြည်ကျင်ညက်ညက်လေးလာသိရှိခဲ့ပြီဆိုရင်တော့အခုပေးထားတဲ့မေးခွန်းတွေကိုလွယ်ကူစွာပြေဆိုနိုင်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်